အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့နာမည်ကြီး food blogger တယောက်သူချစ်သူကိုကိုထီးလက်ရောက်ရိုက်နှက်မှုဖြစ်ပွားဟုတ်ပါတယ်ဗျ Facebook မှာနာမည်ကြီး Burmese Sky ရဲ့ food blogger တယောက်ဟာသူချစ်သူစင်မီမီမြင့်ကိုရိုက်နှက်ခဲ့တယ်လို့သူမကိုယ်တိုင်သူမရဲ့ကိုယ်ပိုင် account တင်ထားခဲ့ပါတယ်ဒါကို Burmese Sky ရဲ့ food blogger တယောက်ဟာဖြည့်ရှင်းထားခြင်းမရှိဘဲမသိခြင်းရောက်ဆောင်နေခဲ့ပါတယ်ကောင်မလေးကသူမရဲ့ account မှာဒီလိုလေးတင်ထားခဲ့ပါတယ်ငါ့ကိုထိုးချိတ်သွားတာထင်တော့မထင်ထားဘူးနင်လုံမယ်လို့ လူကြီးဆုံရနဲ့တခါတည်းလာရှင်။နှမချင်းကိုချင်းမစမနာ။အတေးလုတ်သွားတာနင်မနဲ့ထင်ရင်လာရှင်လေ။ခုထိထွက်ပြေးနေတော့။စောက်ကယူးမဆိုင်ပဲဘယ်မှာသွားကနေလဲမသိဘူးဆိုပြီးတင်ထားခဲ့ပါတယ်။